ဆန္ဒကိစီတော်ရတော်မဲ့ဒါရီရဲကိုမာရီကာကနှုတ်ဆက်စကားပြောခြင်းနေပါတယ် ဒါရီယာရောက်လာပြီးနောက်ပိုင်းမှာရွာကလည်းစီကားလာတယ်လို့မာရီကာအပါအဝင်လူတိုင်းကလည်းပျော်ရွှင်လာခဲ့ကြပါတယ်။အဲဒါကြောင့်မာရီကာကဒါရီယာကိုကျေးဇူးတင်နေပြီးဒါရီယာဘယ်ကိုပဲသွားသွားအပင်းနေမယ်ဆိုပြီးပြောပါတယ်။မာရီကာကဒီလိုတွေပြောနေပေမဲ့ဒါရီယာကိုရွာကနေထွက်မသွားသေးခြင်းမူဆိုတာဒါရီယာကလည်းသိနေပါတယ်။ဒါရီယာကလက်ကျေးရကိုရောမာရီကာကိုပါတန်ရောစင်တော်နေပြီဖြစ်လို့ရွာမှာပဲဆက်နေဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲနောက်မှာတော့ဒါရီယာနဲ့မာရီကာတို့ကြိုးချင်းထားကြိုးချင်းညစ်ပြီးအိုချင်းထားအိုချင်းထိသွားကြပါတယ်။တစ်ဖက်မှာတော့မိစ္ဆာနာမည်ကြီး grandfather ကသူ့ရဲ့ကောင်းရဲ့လက်ချက်နဲ့ရာခဲ့တဲ့ဒဏ်ရာကြောင့်ပြန်လည်ထူထောင် ောင်ရေးလုပ်နေရပါတယ်။အဲ့နောက် grandfather ကသူ့ရဲ့သားတော့ bash father နဲ့ညသာအတူစားပြီးစကားပြောကြပါတယ်။ grandfather မိစ္ဆာနာမည်ယာရုကနေအငိမ့်သားယူဖို့လုပ်တဲ့အချိန်မှာပြဿနာလေးတွေရှိခဲ့ပါတယ်။အတန်မှန်ဆုံးဖြစ်တဲ့ grandfather အနားယူသွားတော့ပြည်သူတွေကစိုးရိမ်ခဲ့ကြပြီးမိစ္ဆာနာမည်အစ်တတွေကိုလည်းပူပန်နေခဲ့ကြပါတယ်။အဲဒါကြောင့်လူတချို့ကကံကွယ်မှုတွေလုပ်ခဲ့ပေမဲ့အရင်မိစ္ဆာနာမည်ဟောက်၄ပါးရဲ့လက်ထောက်ဖြစ်ခဲ့တဲ့ဒါရီရရှိနေတာကြောင့်ဖြစ်ရှင်းနိုင်ခဲ့ပါတယ်။ grandfather ကသူ့ရတူကိုတားဖြစ်သူဘတ်ဘာသာစီလွှဲပေးတဲ့အချိန်စကားတခွန်ပြောခဲ့ပါတယ် grandfather ကဒါရီယန်နဲ့တွေ့ဆုံခဲ့ရတာကိုမဟာကံကောင်းမှုကြီးအဖြစ်သတ်မှတ်ထားပြီးအဲ့ဒီကံကောင်းမှုကြီးကိုဘတ်ဘာသာစီလွှဲပေးမယ်ဆိုပြီးပြောခဲ့ပါတယ် grandfather ကမွေးစားသားဖြစ်တဲ့ဒါရီယန်ကိုတားအရင်ထက်တောင်ပို့ပြီးအလေးထားတဲ့ပုံစံဖြစ်နေပါတယ်အခုလဲဘာရှိပါသားရဲ့စီမံအုပ်ချုပ်မှုညံပြိုင်မှုတွေနဲ့ဒါရူရဲကိုအလုပ်ထုတ်လိုက်တဲ့အကြောင်း grandfather ကတိုင်းစာတွေရထားခဲ့ပါတယ်။အဲဒါကြောင့်ဒေါ်သားထွက်ပြီးဘာရှိပါသားကိုထိုးလိုက်ပြီးနောက်ဒါရူရဲကိုအခုချက်ချင်းပြန်ခေါ်ဖို့ပြောလိုက်ပါတယ်။ဘာရှိပါသားကတော့ပြန်ခေါ်ဖို့ကိုငြင်းဆိုခဲ့ပြီးဒါရူ ူရက်ကိုအကုနေမဲ့အစား၊သူအစွမ်းအစားနဲ့အောင်မြင်အောင်လုပ်ပြီးသူဘာကောင်လဲဆိုတာပြချင်နေပါရင် grandfather ကတော့သူ့ရဲ့သားနှစ်ယောက်လုံးကိုအလောက်အထုတွဲလို့စေချင်တာဖြစ်ပြီးဒါရူရက်ကိုလည်းစိတ်ပူမိနေပါရင် ။တဖက်မှာတော့အမေဖြစ်သူကအဲ့ရထနောက်မကြဘူးတဲ့မာရီကောင်းကိုနှိုးဖို့သွားတဲ့အခါအိုဂျင်ထားပြီးအိုဂျင်ထိနေကြတာကိုမြင်လိုက်ရပါတယ်။မနက်စာအတူစားကြတဲ့အခါဒါရီယာကရောက်ကမရွေရှိမှနေရခန့်နေပြီးအဖေဖြစ်တဲ့ဒကြီးကတော့ဘာမှမသိပါဘူး။ဒါပေမဲ့ဒါရီယာကတော့မလုံမလဲဖြစ်နေပြီးဒကြီးတို့ရှိမှဆိုရင်နေရခန့်နေပါတယ်။အဲ့နောက်ဒကြီးကသူလဲအသက်အရွယ်ရလာပြီးဖြစ်တာကြောင့်ရွာမှာအတော်ဆုံးဖြစ်တဲ့ဒါရီယာကိုဒကြီးရလူလွှဲပေးခြင်းကြောင့်ပြောလာပါတယ်။ဒါရီယာလဲဒကြီးရဲ့ကမ်းလှမ်းချက်ကိုလက်ခံလိုက်ပြီးသူ့ဘက်ကနေလဲမာရီကောင်းကိုလက်ထပ်ခွင့်တောင်းလိုက်ပါတယ်။ဒီလိုနဲ့ဒါရီယာကဒကြီးရလူကိုရောဒကြီးသမီးကိုပါအပိုင် င်းလိုက်ပါတယ်။မာရီကားနဲ့လက်ထပ်ပြီးတနေ့အကြာမှာတော့မင်တရွေးလုပ်ငန်းတွေကြောင့်ရွာကပုံမစီကားလာခဲ့ပြီးကြွယ်ဝချမ်းသာလာပါတယ်။ဘဘဲဆရာကြီးစမစ်ကတော့တည်ဆုံသွားခဲ့ပြီးဒါရီယဲတို့မှာတော့တားလေးတယောက်ရှိနေပြီဖြစ်ပါတယ်။ဒါရီယဲကိုနှစ်သုံးသက်ကြာအောင်စောင့်ရှောက်ပေးခဲ့တဲ့ grandfather ရဲ့နာမည်အတူက grand ဆိုတဲ့နာမည်ကိုသူသားလေးစီမှတ်ပေးထားပါတယ်။ ဒါရီရဲတို့မိသားစုလေးပျော်ရွှင်နေတဲ့အချိန်သူတို့ရွာကိုသူရဲကောင်းရောက်လာခဲ့ပါတယ်။သူရဲကောင်းဆိုတာမိစ္ဆာစစ်တပ်ကိုနှိမ်နှင်းဖို့စန္ဒာကြီးရဲ့စန္ဒာချက်တွေကိုကြော်ဖြတ်နိုင်ခဲ့တဲ့စွန်သားရီသမားတွေဖြစ်ပါတယ်။ဒါရီရဲမိစ္ဆာစစ်တပ်မှာအမှုထမ်းတဲ့နှုန်းကရန်သူတွေကိုတယောက်မကျန်လိုက်တယ်လို့မောက်စိတ်သူအဖိုးကြီးဆိုပြီးနမက်ကြီးရဲ့သူရဲကောင်းကိုတွေ့ဘူးပါတယ်။ဒီရွာကိုဘာကြောင့်လာလဲဆိုတာမသိရပေမဲ့ရွာရဲ့တကြီးဖြစ်တဲ့ဒါရီရဲကသူရဲကောင်းကိုထွက်ကြွေရပါတယ်။အဲနောက်သူရဲကောင်းဖြစ်တဲ့မောက်စိတ်သူအဖိုးကြီးကတိုက်ပွဲမှာဒဏ်ရာရပြီးအနားယူသွားကြောင်းသိလာရပါတယ်။လက်ရှိသူရဲကောင်းကတော့လေဒီဆိုတဲ့မိန်းကလေးဖြစ်နေပြီးလှန်သမားဆက်ရှာနဲ့ဒိုင်းသမားလေးစာတို့မီတို့ လည်းပါလာပါတယ်။လက်ရှိသူရဲကောင်းအဖွဲ့ကမိစ္ဆာတွေနဲ့တိုက်ခိုက်ဖို့မစ်တရီလက်နက်လမ်းမာတာဖြစ်ပါတယ်။သူရဲကောင်းလေဒီကဩဇာရှိရှိစကားပြောနေပေမဲ့အဲ့ဒီလိုပြောနိုင်အောင်လမ်းမှာမှတ်စုတွေရေးလာတာဖြစ်ပါတယ်။ဒါရီရဲ့သားလေးဂရန်ကိုမြင်တော့ကလေးချစ်တဲ့သူရဲကောင်းလေဒီကချီးကျူးပါတယ်။အဖေတို့တားလေးဂရန်ကတော့သူရဲကောင်းလေဒီရဲ့အိုပိုင်းလေးကိုပျော်ပျော်ကြီးစွန့်နေခဲ့ပါတယ်။သူရဲကောင်းအဖွဲ့ကတတိဒါရီရဲ့တို့အိမ်မှာတညာတဲခဲ့ကြပါတယ်။ လူရဲကောင်းလေတီတို့ဒီရွာကိုလာခဲ့တာရည်ရွယ်ချက်နှစ်ခုရှိပြီတစ်ခုကတော့မစ်တရီလန်နဲ့လိုချင်လို့ဖြစ်ပါတယ်အဲဒါကြောင့်ဒါရီရဲလည်းတပီလုံးမှတစ်ခုပဲရှိတဲ့သူတို့ရွာရဲ့အကောင်ဆုံးဘဘဲဖို့စီကိုခေါ်သွားပေးခဲ့ပါတယ်တိဆောင်းသွားပြီဖြစ်တဲ့ဆရာဆမေကမစ်တရီသုံးလုံးတဲ့နေပညာတွေခြံထားခဲ့တဲ့အပြင်သူ့ရဲ့တပည့်အရင်ကြီးကလည်းဒီရွာမှာအခြေချနေခဲ့ပါတယ် ဆရာသမီးဆုံးသွားပြီးနောက်မှာသူကနံပါတ်1ဘဘဲဆရာဖြစ်လာခဲ့ပြီးနာမည်ကတော့စာခိုင်းလို့ခေါ်ပါတယ်။စာခိုင်းကဆရာသမီးစီကနေ48မျိုးသောပြည်သူနီးတွေကိုအမွေဆက်ကန်ထားပြီးလက်ကိုပူကြည့်ရုံနဲ့အော်ရာတိုက်ကိုလည်းသိနိုင်ပါတယ်။သူရဲ့ကောင်းလေဒီအတွက်မေတ္တရီလက်နဲ့ပြုလုပ်နေပြီဖြစ်လို့သူမရဲ့ရည်ရွယ်ချက်တစ်ခုပြီးသွားပါပြီ။နောက်ထပ်ရည်ရွယ်ချက်တစ်ခုကတော့သူရဲ့ကောင်းအဖွဲ့ရဲ့၄ယောက်မြောက်အဖွဲ့ဝင်ကိုလိုချင်တာဖြစ်ပါတယ်။အဲဒါကြောင့်သူရဲ့ကောင်းရေပွဲကျင်းပခဲ့ပြီးသူရဲ့ကောင်းလေဒီတို့၃ယောက်နဲ့ရွာသား26ယောက်တို့ရှင်းချကြရပါတယ်။26ယောက်လုံးကြာသွားတဲ့အချိန်အဝေးမှပုံနေတဲ့ဂါရှိတားကချောင်းပြတဲ့အခါသူရဲ့ကောင်းလေဒီကလည်းရှေ့တက်လာခဲ့ပါတယ်။ တယ်။သူရဲကောင်းလေဒီရဲ့အန်ရယ်များတဲ့အော်ရာအစွမ်းကိုမြင်တော့ဒါရီရဲကပန်းသီးတစ်လုံးနဲ့ပြစ်ပြီးတားလိုက်ပါတယ်။သူရဲကောင်းလေဒီတို့ကိုအနာယူနိုင်တဲ့သူမရှိပေမဲ့လေဒီကတော့ဒါရီရဲနဲ့တယောက်ချင်းရှင်တိုက်ချင်နေပါတယ်။ဒါရီရဲကမတိုက်ချင်ပေမဲ့လေဒီကိုတားမရတာကြောင့်ရှင်တိုက်ပေးနေရပြီးလေဒီတုံးလိုက်တဲ့ရဲခန်းတိုက်ခွက်ကိုလည်းပြန်ကနိုင်လိုက်ပါတယ်။အဲဒါကြောင့်ဒါရီရဲကိုသူရဲကောင်းအဖွဲနဲ့ဝင်ဖို့တောင်းဆိုခဲ့ကြပေမဲ့ဒါရီရဲကတော့လုံးစီရတွေရှိသေးလို့ဆိုပြီးညင်လိုက်ပါတယ်။အိမ်ပြန်ရောက်တော့ဒါရီရဲသူကလေးကိုနှုတ်တိုက်နေတဲ့အချိန်သူရဲကောင်းလေဒီကသူတို့နဲ့လိုက်ခဲ့ဖို့ထပ်ပြောလာပါတယ်။ ဒါရီရဲကတော့သူသားလေးကြည်ပြင်းလာမှာကိုစောင့်ကြည့်ချင်နေပြီးနှစ်ပတ်လည်နေမှလည်းမိသားစုဓာတ်ပုံရိုက်ရအောင်မှမို့ထက်ညင်ပြန်ပါတယ်ဒါရီရဲကသူ့ရဲ့ရွာကိုရောသူမြန်တို့ရတဲ့မိသားစုဝင်တွေကိုပါဂရုစိုက်ပေးခြင်းပြီးသူရဲကောင်းလေဒီကလည်းဒါရီရဲကိုလက်မလျှော့သေးပါဘူးသူရဲကောင်းအဖွဲကမိသားတွေကိုနှိမ်နင်းမှုခေါ်နေတော့မိသားနာမည်ဂျိုရိုရဲ့ပြောတဲ့စကားတွေကိုပြန်ကြားမိနေပါတယ်ဒါရီရဲ့မိစ္ဆာတက်မှာအမှုထမ်းတဲ့နှောင်းကသူမျိုးတွေကိုသွားတဲ့အချိန်တိုင်းဒိုရိုရဲကလိုက်လာတက်ပြီးပျော်ရွှင်နေတဲ့မျိုးသူမျိုးသားတွေကိုငေးမောလေးရှိပါတယ် မိမောနေရင်နဲ့ပဲသူတို့လေးတွေရဲ့အပြုံးတွေကိုကျူးကျော်သူတွေစီကနေကာကွယ်ကြမယ်ဆိုပြီးဒိုရိုရဲကပြောခဲ့ပါတယ်။အဲဒါကြောင့်ဒါရီရဲအတွက်မိစစစ်တပ်ကိုဓာတ်နဲ့ရွယ်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ပါဘူး။နောက်တစ်ရက်မှတော့ဒါရီရဲဘာတွေလုံးနေလဲဆိုတာသူရဲကောင်းလေဒီတို့ကလိုက်ချောင်ကြည့်ပါတယ်။တကြီးပြည့်တဲ့ဒါရီရဲကစိတ်ပိုင်းဆိုင်ရာထိခိုက်လွယ်တဲ့ number 1ဘဘဲစစ်ရစားခိုက်ကိုနှင့်တိုက်ပေးရပါတယ်။ အဲနောက်တော့သူရောက်ခမောက်ကိုတွားကူခဲ့ပြီးရွာထဲမှာဖြစ်ပြလေးရှိရဲ့ပြဿနာအသေးစားလေးတွေကိုပါဖြစ်ရှင်းပေးခဲ့ပါတယ်။ဒါယူရဲကသူ့ရဲ့တကြီးတောင်ဝန်တမတ်တောင်ဝန်နဲ့ယောက်ျားတောင်ဝန်တို့ကိုခြေပုံအောင်ထမ်းဆောင်နေခဲ့ပါတယ်။လူတယောက်အတွက်အရေးပါတဲ့အရာဆိုတာအခြားလူတယောက်ကသုံးဖြတ်ပေးနိုင်တာမျိုးမဟုတ်ပါဘူး။တကယ်တမ်းမှာဒါယူရဲရဲ့တောင်ဝန်တွေကလည်းမိစ္ဆာတွေကိုနှိမ်နင်းနေတဲ့သူရဲကောင်အဖွဲ့ရဲ့တောင်ဝန်လောက်တန်ဖိုးရှိပါတယ်။ အဲ့နောက်သူရဲကောင်းလေဒီကဒါရီယန်နဲ့စကားသွားပြောခဲ့ပြီးသူမရဲ့ရဲခူတိုက်ခွက်ကိုဖျက်ပြဲအောင်လုပ်နိုင်တဲ့အကွက်ဘယ်ကနေလေ့ကျင့်ထားတာလဲဆိုပြီးမေးပါရင်ဒါရီယန်ကတော့သူရဲကောင်းလေဒီရဲ့အကွက်ကိုပဲအတူခိုးခဲ့တာဖြစ်ပေမဲ့သူရဲကောင်းလေဒီချက်တာလုံအောင်လုပ်နိုင်ခဲ့ပါရင်အော်ရာကိုပြေလွတ်တဲ့အတက်တမြောက်တဲ့သူတွေရှိပြီးအဲ့ထဲမှာမှသူများတို့ထက်တာလုံနဲ့ရဲခူကိုအတော်ပြူနိုင်တဲ့သူရှိပါရင်အဲ့ဒါကတော့အငိမ့်သားရှိသွားတဲ့သူရဲကောင်းအလန်ဆယ်ဖြစ်ပြီးသူရဲတာလုံနဲ့ရဲခူကိုလေးစားတမှုနဲ့ဆယ်ဟုတ်ရဲခူဆိုပြီးခေါ်ကြပါရင် အဲ့ဒီဆယ်ယိုရဲခုတိုက်ခွတ်ကိုဒါရီယန်ကသုံးနိုင်ခဲ့တာဖြစ်ပါတယ်။သူရဲခေါင်းအာလန်ဆယ်ကဆယ်ယိုရဲခုတိုက်ခွတ်ကိုဘာမှမဟုတ်တယ်လို့မကြာခဏထုတ်သုံးလို့ရှိပါတယ်။ဒါ့အပြင်ဒါရီယန်အရင်တုန်းကမြင်ဘူးတာကြောင့်အပေါ်စားတိုက်ခွတ်ဆိုပြီးထင်နေခဲ့တာပါ။သူရဲခေါင်းလေဒီကတော့ဒါရီယန်ဟာထက်မြက်ပြီးတန်ဆွမ်းတယ်လို့အော်ရာမာလဲပါရမီပါတာကြောင့်ကိုမျိုးနယ်ကိုကာကွယ်ဖို့တိုက်ခိုက်သင့်တယ်ဆိုပြီးပြောပါတယ်။ဒါရီယန်ကလည်းမိစ္ဆာစစ်တဲ့တိုက်ခိုက်နေရတာဟာသူတို့စီကြွကြတိုက်ခိုက်လာမဲ့သူရဲခေါင်းနေနေဖို့ဖြစ်ကြောင်းပြောပြပါတယ်။သူရဲခေါင်းကတိုက်စစ်စင်မလာဘူးဆိုရင်ရန်ညိုးတွေလည်းကြီးထွားလာမှာမဟုတ်ပါဘူး။ ။သူရဲကောင်းလေဒီကဒီအချက်ကိုလက်မခံပဲသူရဲကောင်းကြီးအာလန်ဆဲကိုအကျဉ်းနာမဲ့သူဖြစ်အောင်လုပ်ခဲ့တာဟာမိစ္ဆာတွေဖြစ်ကြောင်းပြောပြပါရင်အာလန်ဆဲသူရဲကောင်းဖြစ်ခဲ့သားမှာသူရဲဇနီးနဲ့တားကိုမိစ္ဆာတွေကတက်သွားခဲ့ပါရင်သူရဲကောင်းအာလန်ဆဲလည်းတရားခံဖြစ်တဲ့မိစ္ဆာနာမည်ဘဲဇဲတန်ကိုလက်စားချနိုင်ခဲ့ပေမဲ့တားဖြစ်သူရဲအလောင်းကိုတော့ပြန်မရခဲ့ပါဘူး။ဒီလိုပြင်းထန်တဲ့ခံစားချက်တွေကိုရရှိခဲ့တဲ့သူရဲကောင်းအာလန်ဆဲကသူ့လိုအဖြစ်မျိုးနောက်ထပ်လူတွေထမ်းမဖြစ်အောင်တိုက်ခိုက်ခဲ့ပါရင်ဒါရီယာကသူကမိစ္ဆာစစ်သားတွေနဲ့တိုက်ခိုက်ပူပြီးအဲ့ဒီစစ်သားတွေကလည်းတိုက်ခိုက်ရသမှမဟုတ်တဲ့သူတွေကိုတတ်ဖို့အတွက်တွန်းဆုတ်နေခဲ့ကြောင်းပြောပြပါရင်အနိုင်ကျင့်ကံတရဝါလ ေးတွေကိုလည်းမိစ္ဆာတမှုကိုတိုင်လာပြီးတောင်းပန်ဘူးပါတယ်မျိုးနွယ်နှစ်ခုလုံးကကိုအပေါင်းအဖအတွေကိုကာဝယ်ချင်တာအတူတူပဲဖြစ်ပြီးနှစ်ဖက်လုံးမှာမိသားစုတွေရှိနေတာကြောင့်ဒါရီယာကဆင်မတိုက်ချင်ဘူးလို့ပြောလိုက်ပါတယ် ဒီစကားကိုကြားလိုက်ရတဲ့သူရဲကောင်းလေးတီလည်းသူ့မှာလိုအပ်နေတာကလေယောင်မြောက်အဖွဲ့ဝင်မဟုတ်ပဲဒါရီရဲ့လိုမျိုးနှလုံးရည်ပြေဝါမှုဆိုတာကိုသိလိုက်ရပါတယ်။အဲဒါကြောင့်ဒါရီရဲ့ကိုသူမရဲ့ဆေးရဖြစ်လာပေးပါဆိုပြီးသူရဲကောင်းလေးတီကတောင်းဆိုလာပါတယ်။သူရဲကောင်းဆေးရလုပ်ပေးရမယ်ဆိုတာမိစ္ဆာစစ်တပ်အဖို့ဂျေဇူးကမ်းရကြားသွားမှာဆိုပေမဲ့သူရဲကောင်းနဲ့ဆက်ဆံရေးကောင်းလာရင်စစ်ပွဲကိုအချိန်ဆွဲထားနိုင်တယ်လို့ဖြစ်နိုင်ရင်စစ်ပွဲကြီးကိုပါရပ်တန့်နိုင်တာကြောင့်ဒါရီရဲ့လည်းသဘောတူလိုက်ပါတယ်။မိစ္ဆာစစ်တပ်ဘက်မှာတော့မိစ္ဆာနာမည်ဘာရှဘာသာကပြောင်းနေပြီးဇေဘီယန်ထက်ကလည်းရှာတရာရှိတယ်ဆိုပြီးထွက်သွားပါတယ်။ တကယ်တော့မိဆက်နာမည်ဇေဗီယန်ထက်က reason နဲ့ diary တို့ရဲ့ဆက်ဆံရေးကိုစောင့်ကြည့်နေတာဖြစ်ပါတယ်။ဒါအောင်မသိတဲ့ reason တို့ကတော့အေးအေးဆေးဆေးကလေးထိန်းနေကြပြီးသူရဲ့ကောင်းအဖွဲကတော့အပြင်ခဏထွက်သွားပါတယ်။ reason ကမိဆက်နာမည်တွေနှီးပါလောက်အာနာရှိရဲ့တန်တမန်ယာတူကိုရထားပြီးဖြစ်ပါတယ်။အဲအချိန်ဇေဗီယန်ထက်ကိုထင်ပြလာခဲ့က reason ကိုထိုင်ကုန်လောက်ခိုင်းပြီးအနိုင်ကျင့်ပါတယ်။ရီဇာကဒါရီယာရှိတဲ့နေရာကိုမိဆက်နာမည်ဒိုရိုရဲ့ကိုတော့ပြောပြခဲ့တာမဟုတ်ပဲရင်ကုန်နှုတ်ပိတ်နေခဲ့တာဖြစ်ပြီးအဲအချိန်မာရီကရောက်လာပါတယ် ဇေဗီယန်ထက်ကဒါရီယာကိုနှိမ့်နေတာကြောင့်မာရီကာကအဲခန့်မှုယူလာတဲ့ထော်ရီပလင်းအဖုံးနဲ့ပညာအနှဲငယ်ပြလိုက်ပါတယ်။ဇေဗီယန်ထက်ကမီဒရီကိစ္စအတွက်နဲ့ရီဇက်ကိုနောက်ရောက်ခံလာရင်ဒါရီယာကိုပါတွေ့သွားတာဖြစ်ပါတယ်။အထက်အဆင့်လေးပြင်းမော်ဆီယာတွေကကိုယောင်ဖြောင်းနိုင်တာကြောင့်တတိထားမိဖို့ခဲရင်ပါတယ်။ဇေဗီယန်ထက်ကမီဒရီတွေကိုတိုင်ပိုက်ချင်နေပေမဲ့ရီဇက်ရဲ့အသက်ကိုရှင်ပြီးအယောင်အဝယ်အပေးယူလုပ်ခဲ့ရတာဖြစ်လို့ဒါရီယာကမပေးပါဘူး။အဲဒါကြောင့်ဇေဗီယန်ထက်လည်းစိတ်တူသွားပေမဲ့သူထက်ဒေါသကြီးရဲ့မာရီကာကိုမြင်ပြီးကြောက်နေခဲ့ပါတယ်။ဒီကိစ္စကိုအပြင်းမှသွားရှင်းကြပြီးဒါရီယာကစကားနဲ့ဆွေးနွေးခြင်းပေမဲ့ဇေဗီယန်ထက်ကတော့အင်အားနဲ့ ဲ့ဖြစ်ရှင်းခြင်းပါတယ်အဲဒါကြောင့်ဒါရီယယ်လည်းရှင်တိုက်ပေးခဲ့ပြီးဇေဗီယန်ထက်ဘယ်လိုမှအနိုင်မယူနိုင်မှဖြစ်နေပါတယ်အဲဒါကြောင့်တရွာလုံးကိုမြေလံပစ်ဖို့လေဝင်မော်သုံးလာတဲ့အခါဒါရီယယ်ကဆဲအိုရဲခုတိုက်ပွဲနဲ့တားဆီးနိုင်လိုက်ပါတယ်အပေါ်ကနေပြောကြလာတဲ့ဇေဗီယန်ထက်ကိုလည်းဒါရီယယ်နဲ့ရီဇက်တို့ကပဲကယ်လိုက်ရပါတယ် ဲ့နောက်တော့ဇေဗီယန်ထက်ကကောင်းကောင်းမွန်မွန်နဲ့မေတူရီဝင်မဲ့ပြောလာကြအောင်ဒါရီယယ်လည်းလက်ခံလိုက်ပြီးရီဇက်နဲ့ရွာအကြောင်းလှုပ်ဝက်ထားပေးဖို့ပြောလိုက်ပါတယ်ဇေဗီယန်ထက်ကမေတူရီနဲ့ဖန်တီးထားတဲ့မော်တယ်ဆာကိုအော်ဒါမှာဖို့လုပ်ခဲ့ပြီးအဲအချိန်သူရဲကောင်းတွေပြန်လာတော့မှဒါရီယယ်သတိရလိုက်ပါတယ်ရီဇက်ကတော့ပြန်သွားခဲ့ပြီးအော်ဒါမှာနေတဲ့ဇေဗီယန်ထက်နဲ့သူရဲကောင်းတွေထိုက်တိုက်မတွေ့အောင်ဒါရီယယ်ကအချိန်ဆွဲပေးရပါတယ်လှန်သမားနဲ့ဒိုင်းသမားလေးတို့ကိုအခြားအလုပ်လုပ်ခိုင်းလိုက်ပြီးသူရဲကောင်းလေးတွေကိုတော့လက်ကျင့်ရေးလုပ်ခိုင်းထားလိုက်ပါတယ်တစ်ဖက်မှာလည်းစာခိုင်းရဲ့ဇေယောင်စကီးတွေကြောင့်ဇေဗီယန်ထက်ကပြည်စည်းတော်တော်များများဝယ်ယူသွားခဲ့ပါတယ်သူရဲကောင်းလေးတွေကတော့လက်ကျင့်ရေးပြီးသွားလို့ချွေ ွေးထုတ်ခန်းစီသွားခဲ့ပါတယ်ဖြစ်ရှင်တော့ချွေးထုတ်ခန်းမှာဇေဗီယန်ထက်လည်းရှိနေခဲ့ပြီးအခြေအနေမဆိုးခင်ဒါရီယဝင်တန်းနိုင်လိုက်ပေမဲ့ပါနာဖတ်တော့ပေးဆက်လိုက်ရပါတယ်အခြေအနေတွေကပိုပြီးရှုပ်ထွေးလာတာကြောင့်ပြဿနာတွေပိုကြီးမသွားခင်ဒါရီယလည်းအကုန်လုံးကိုရှင်းပြရပါတော့တယ်ဒါရီယကသူဟာမိစမျိုးနွယ်တွေကြားမှာကြီးပြင်းလာခဲ့ရတဲ့လူသားမျိုးနွယ်ဖြစ်ကြောင်းနဲ့အကြောင်းသုံးကိုရှင်းပြလိုက်ရပါတယ်ဒီမတိုင်ခင်ဒါရီယလမ်းမထက်ခင်တုန်းကလည်းသူမိမဖြစ်တဲ့မာရီကာကိုပြောပြခဲ့ဘူးပါတယ် အဲနောက်မှာတော့ဇေဗီယန်ထက်နဲ့သူရဲကောင်းလေဒီတို့ကစကားဆက်မြနေကြတာကြောင့်အမချောင်မဲ့ဘိုင်ဝမ်တီးကြဆိုပြီးမာရီကာကပြောလိုက်ပါတယ်ဒီလိုနဲ့သူတို့နှစ်ယောက်လည်းစီဂျင်ထိုးရတော့မှဖြစ်ကဒါရီယာကတိုင်လုံးမှဖြစ်ပြီးစီမင်းကတော့ဘသူပဲနိုင်နိုင်အသက်အန်းကြီးရဲ့ထိခိုက်စီလို့မရပါဘူးစီဂျင်ထိုးဘက်ကနောက်တည့်ရက်မှစမှာဆိုပေမဲ့ဇေဗီယန်ထက်နဲ့လေဒီတို့ကပွဲမစားခင်ကတည်းကအကြရာကိုလိုက်ပြိုင်နေကြပါတယ် တိုက်ပွဲကိုအဓိကအနိုင်ရသိမဲ့အရာကတော့မေတ္တရီလက်နက်ဖြစ်ပြီး၂ယောက်လုံးကသူတို့လက်နက်ရဖို့အတွက်စာခိုင်းကိုညာလုံးပေါက်အလုတ်ခိုင်းခဲ့ကြပါတယ်။တိုက်ပွဲစားတဲ့အခါမှာတော့၂ယောက်လုံးကလက်ရည်ညင်ညင်နဲ့အပြန်အလှန်တိုက်ခိုက်နေခဲ့ကြပြီးမာရီကာကလည်းသူ့သားလေးနဲ့အတူရောက်လာခဲ့ပါတယ်။၂ယောက်လုံးရဲ့အပြင်းစားတိုက်ခိုက်ချက်တွေကြောင့်ဒါရူရဲ့သားလေးနိုးလာခဲ့ပြီးသူတို့စီကိုထွက်လာပါတယ်။အဲအဲ့ချိန်တောင်နီယန်ကြီးပြိုကျလာတာကြောင့်ဇေဘီယန်ထက်နဲ့သူရဲကောင်းလေဒီတို့ကတားပေါက်လေကိုကယ်ပေးလိုက်ပါတယ်။ဒါရူရဲ့သားလေးကိုကယ်နေပြီးနောက်မှာဇေဘီယန်ထက်နဲ့သူရဲကောင်းလေဒီတို့ကလည်းပို့ပြီးရှင်းသွားခဲ့ကြပါတယ်။သူတို့နှစ်ယောက်ကိုကြည့်ပြီးမိစားတွေနဲ့လူသားတွေဟာအတူနေထိုင်နိုင်တဲ့ ဆိုတာကိုဒါရီယာကပုံပြီးညွှန်ကြည့်သွားခဲ့ပါတယ်